ပေါ်ရတော့လုံးကြီးပေါ်ရတော့ဘာဖြစ်လို့ဆိုတကယ်တော့သူတို့တိုက်တာကိုမခံရပဲကိုကတိုက်ရမှာကိုကသွားပြီးတော့ကိုကိုကိုနေသွားတော့ဟိုနေမြူလောင်နေတာလောင်နေတာဒီကောင်ဦးအောင်ရှင်းလေးလို့ဆုလူစုနေပြီဆိုကြဲကစပြီးရှင်းလေးလို့အောင်လူစုနေပြီဆိုတော့ရှင်းလေးလို့တင်တာဒါပေမဲ့ဟိုလုံးကြီးတက်ဖို့ဝင်နေလေကြည့်ရတာမနိုင်မနေဖြစ်နေတော့မသိဘူးလားအဲ့လိုလိုရှိတယ်ဟိုးရှေးခေရှေးခေတွေကမနိုင်ခဲ့တဲ့ဟုတ်စာကြီးကိုမင်းတို့လာမှဘာမင်းကလည်း နိုင်မယ်ဆိုတော့ဖြစ်နိုင်ပါမလားကွာအခေအဆက်ဆက်စစ်တပ်ကကွာအများကြီးတိုက်ခဲ့ဘူးတာ AU လည်းတိုက်ခဲ့ဘူးလေ KNY လည်းတိုက်ခဲ့ဘူးလေအကုန်လုံးတိုက်ခဲ့ဘူးလေကွာအများဆုံးကြာခုဒါဥစားအချိန်ပေါ့နော်မင်းတို့ပါလာလို့အခု၄နှစ်တိုက်မယ်ကွာသူတို့ရှိရင်၂နှစ်ပဲတိုက်မယ်ကွာ မင်္ဂလာပါကျွန်တော်ရေးပေါ်ရောထီမှာဒီနေ့2025ရွာလ29ရက်နေ့မနေ့ကမှပြန်လေးကြိုဆိုလိုက်ပါတယ်ဒီနေ့မနေ့ကမှပြောရမယ့်သတင်းထုတ်ကတော့ကြောကြီးမြို့နယ်ကသတင်းကောင်းကိုကျွန်တော်အယုံဆုံးတင်ဆက်ပြရမယ်ကြောကြီးမြို့နယ်အတွင်းစစ်ကောင်စီတပ်မြတ်ကိုတက်ခတ်မှုမှာစစ်သား9ဦးထက်မနေ့တည်ဆုံးပြီးတော့22ဦးကိုစစ်တုံးပန်းအဖြစ်ဖမ်းဆီးရရှိထားပါတယ် ဒီထက်မှာလက်နဲ့28လက်နဲ့ခေရန်မြောက်ကိုတင်းစီရရှိထားပါတယ်။ဇိုတရားကပကိုးတန်းကြောကြီးမြော့နဲ့အတွမ်းရှိစစ်ကောင်စီတပ်မြတ်ကိုတက်ခတ်မှုစစ်သား9ဦးထက်မနေသေးဆုံးပြီးတော့22ဦးကိုစစ်တောင်းပန်းအဖြစ်ဖမ်းဆီးရရှိထားကြောင်းပြည်သူ့ကာကွယ်ရေးတပ်မတော်တောင်ပန်းတန်းစစ်ဒေသအမှတ်နဲ့စစ်ဒေသခွေးမှာတာဝန်ရှိသူတို့ကခုလိုပြောဆိုထားပါတယ်။ဒါကတော့ဖြစ်စဉ်ကရွာလ26ရက်နေ့စစ်တောင်းမြဝမ်း စစ်စင်ရေးအဖြစ်ဗကောတန်းကြောကြီးမြောင်းနယ်အတွင်းမှာရှိတဲ့စစ်ကောင်စီတပ်မြောက်ကိုဒိုလန်ရဲ့တပ်ဖွဲ့များကတက်ခတ်ခဲ့ရမှာစစ်စင်ရေးအတွင်းမှာစစ်ကောင်စီတပ်ဖွဲ့ခုနှစ်ဦးထက်မနည်းတေဆုံးပြီးတော့တေဆုံးခဲ့ပြီးတော့စစ်ကောင်စီတပ်မှအထက်အခက်များစွာပြတ်မနော်တက်ခတ်များစွာပြန့် ကစင်ကလေးကိုဆော့ခွာထွက်ပြေးသွားခဲ့ကြောင်းသိရှိရပါတယ်။အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝန်၂၂ဦးကိုလည်းစစ်တောင်းပန်းအဖြစ်ဖမ်းဆီးရရှိခဲ့ပြီးတော့လက်နက်မျိုးဆောင်၂၈လက်နဲ့ခေယမ်းများကိုအခြားစစ်တောင်းပစ္စည်းများအမြော့များကိုလည်းသိမ်းဆီးရရှိခဲ့ကြောင်းသိရှိရပါတယ်။ဒါကတော့အဆိုပါစစ်စင်ရေးကိုအမှတ်နှင်းစစ်ဒေသခွဲ JOCE ကိုကဲမှုဖြန့်ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF နဲ့ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် ပြဲလေတော့ဘူပေါင်းတက်ခတ်ခင်ချင်းဖြစ်ပြီးတော့ဘဂိုးတန်းစစ်ဌာနဗျူဟာ25လက်အကံဗျူဟာ25တရင်3900အထူးကွန်မန်ဒူတရင်ပြည်ဒီထဲမှာရှိနေတဲ့အာတူလန်ရေးတပ်ဖွဲ့တွေပြီးရင်ကရင်အမျိုးသားလူမျိုးရေးတပ်မတော်ကြဲလေတရင်6ကတရင်9တို့ဘူပေါင်းရဲ့တက်ခတ်ခင်တက်ခတ်ခင်ကြောင်းသိရှိရပါတယ်ဒါကစစ်စင်ရဲ့အတွက်မှာမဟာမင်းဘူပေါင်းတပ်ဖွဲ့များကဖမ်းဆီးရမိသောစစ်တောင်းပန်းများကို ဂျူနီဗာကွန်မရှင်ပေါ့နော်ကွန်မရှင်နဲ့အငင်းစနစ်တကျက်ကိုထင်းထင်းထားကြောင်းသိရှိရပါတယ်ဒါကတော့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေပေါ့အများပြက်ကိုဖမ်းဆီးရမိထားပါတယ်ဆိုတော့ဒီပေးနာမှာယူ death bomb နဲ့တကွပေါ့နော်အချက်ပြတ်ချက်ပြတ်ထားတဲ့အတန်းပဲစစ်ကောင်စီတပ်ဖွဲ့ဝင်တွေဘလော့ထိမြလဲဖမ်းဆီးရမိထားတဲ့အစစ်သားတွေကဘလူးအခြေအနေမျိုးလေးရှိတာကိုတော့ဆိုတာကိုတော့ကျွန်တော်မြင်တဲ့အတန်းပဲဆိုတော့ဒီချိန်မှာဆိုလို့ရှိရင်ကျွန်တော်တို့လိုင်းတပ်ဖွဲ့တွေကခရင်ပြည်နယ်နဲ့ဘကိုးတန်းဖြစ်မှာဆိုလို့ရှိရင် တော့ရှော့ကိုစစ်ကောင်စီတပ်ဖွဲ့တွေကိုတက်ခတ်မှုတွေလုပ်နေတယ်ဆိုတော့ဒီထဲမှာဆိုလို့ရှိရင်စစ်ကောင်တပ်ဖွဲ့တွေတည်ဆောက်မှုတွေအခုနောက်ပိုင်းမှာစစ်တပ်စစ်တပ်ကိုကျွန်တော်သတင်းကောင်းတွေကြားရတာဖြစ်ပါတယ်ဆိုတော့အဲ့ဒီနောက်မှာနောက်တစ်ခုသတင်းကစစ်ကောင်စီတပ်ဖွဲ့တွေအချင်းချင်းလက်နေကြီးများပြန်ပြစ်ခတ်မှုကြောင့်တည်ဆောက်နေတဲ့အကြောင်းတွေကိုပြုတ်ပြရမယ်ဒါကတော့မင်းလာတွန်းစစ်သားအချင်းချင်းလက်နေကြီးပြန်မာရွံပြီးတော့ပြစ်ခတ်မှုကြောင့်စစ်ပုတ်ရွက်ကိုအဆမ်းမှုရွက်ကိုမင်းရှုရန်ရောက်ရှိနေသောစစ်သားများကိုချစ်မှန်ပြီးတော့ငါးဦးတည်ဆောက်နေလို့သိရပါတယ် အဲ့ဒီနောက်မှာလက်ဗန်တန်တွင်ဗီဆိုတီတူကိုအလင်းဝင်လာတယ်လို့သိရပါတယ်။ဒါကတော့ပကိုးတန်းကပဲဒီဟာကလည်းမေလမြော့နေတွင် အကျန်းဖက်စစ်သားအချင်းချင်းကလက်နေကြီးပြန်မာယွန်ပြီးတော့ပြစ်ခတ်ခြင်းကြောင့်ဆန်းဆန်းပေါ်ရွာကိုမင်းရှုရန်ရောရှိနေသောစစ်သားများကိုထိမှန်ပြီးတော့ငါးဦးတေဆုံးခဲ့ကြောင်းဒေသတွင်းစီးရေးတရင်ရင်းမိကပြောဆိုထားပါတယ်။ဒါကတော့ယွမ်လ24ရက်နေ့ည9နာရီခန့်တွင်မေလမြော့နေ ရွေးကောင်းရွေးကောင်းယူမှာအကျန်းဖက်စက်ကောင်စီတသားများဒီအရက်မူပြီးတော့လက်နဲ့ကြီးများပြန်ရန်တမ်းပြီးတော့ပြစ်ခတ်ခဲ့ရမှာဆမ်းဖို့ရွာကိုမင်းရှူရန်ရောက်ရှိနေသောအကျန်းဖက်စက်ကောင်စီတသားများထံမှကြက်ရော့ကောက်ကွဲခဲ့ကြောင်းသိရှိရပါတယ်ဒီပုတ်ကွမှုကြောင့်ဟာအကျန်းဖက်စက်ကောင်စီတအာတသားတွေ၅ဦးတည်ဆောင်ပြီးတော့စက်သားမသားအလုံးကိုမြောက်ကိုလဲဇွေးကောင်း ဇွေကောဇွေကောဇွေကောယူရတော့ပြန်လေဒေဆောင်သွားကြောင်းသိရှိရပါတယ်ဒါကတော့ယလ29ရက်နေ့ပေါ့နော်ဆိုတော့ဒီက24ရက်နေ့24ရက်နေ့ညနေ9:00ခန်းရေလောက်မှာဒီလိုမျိုးကိုတက်ခတ်ခေချင်းအာသူတို့ချင်းချင်းကိုပြစ်ခတ်ခေချင်းဖြစ်ကြောင်းသိရှိရပါတယ်ဒါကတော့တခုပေါ့နော်ဆိုတော့ဒီအလင်းဝန်တဲ့သူကတော့ယလ20ရက်နေ့ယလ20ရက်နေ့တွင်လက်ပံတန်းမြော့နေရန်ကောင်ပြည်ကားလန်းပေါ်မှာရှိတဲ့ကွမ်းချံရွာစစ်စေးရိတ်ကမှာမြူဇော်တီတူဒီ ကဲဆောင်နေစဉ်လက်နဲ့ယိုးဆောင်လာခြင်းမရှိဘဲနဲ့ဒေါ်လန်ရေးတက်ဖွဲ့များတန်းထွက်ပြီးကအလင်းဝံရောက်ခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါဒါကတော့ပြဆိုထိဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့လည်းသတိထားရမှာဖြစ်ပါတယ်ဘာလို့လဲဆိုရှင်တချို့တွေဆိုလို့ရှိရင်တချို့အနေနဲ့ဒလန်အနေနဲ့ဒီလိုမျိုးဝံနေလူတွေအခုတလုံးမှာပို့ပြီးတော့များလာတယ်ဒီထက်မှဆိုလို့ရှိရင်စစ်ကောင်စီတက်ဖွဲ့တွေဖက်ကနဲ့စစ်မှုထမ်းဘောနောစစ်မှုပဋ္ဌာန်းချင်ဖို့ဆိုပြီးတော့ ပြတ်ထန်တဲ့စစ်ကောင်စီဘက်ကလည်းစစ်မှုထမ်းပြတ်ထန်တယ်မဟုတ်လားဒီထက်မှာစစ်မှုမထမ်းချင်ဘူးဆိုပြီးတော့ကျွန်တော်တို့ဘက်ကိုဝင်လာပြီးတော့ကျွန်တော်တို့ကိုလာပြီးတော့ထွက်လန်းနေတဲ့သူတွေလည်းရှိနေတတ်တယ်ဒါကြောင့်မလို့ကျွန်တော်တို့ပြည်သူတွေအနေနဲ့အာတူလိုင်းတက်ဖို့အနေနဲ့ဒီဟာကိုအလင်းဝင်လာတယ်ဆိုပြီးတော့အာလက်သက်ပြီးတော့လက်နဲ့မပါတဲ့ကောင်တွေကတော့အဲ့လောက်ထိကျွန်တော်တို့အာဝန်သားရမယ့်အခြေအနေတော့မဟုတ်ဘူးเนาะဒီဟာကဒီကောင်တွေကဆိုလို့ရှိရင်အချင်းကရုတ်တယ် ကျွန်တော်တို့ကိုဒေါ်လာရေးတက်ဖွဲ့တွေရဲ့ဒါ train တွေကိုလာယူတဲ့သူတွေဖြစ်ရင်ဖြစ်နိုင်တယ်เนาะဒါကတခုပေါ့ဆိုတော့အဲ့ဒီတော့မှလည်းနောက်တစ်ခု train ကတော့တတော်လေးကိုတော့စစ်မကောင်းစရာ train ခုဖြစ်ပါလေဒါကတော့စကန်တန်ကပ်ပလူမြော့နေတွန်းအကျန်းဖက်စစ်သားနဲ့မျိုးစောတိမြကဆက်အဘီသူတူအပါဝမ်ဘီသူကိုဦးကိုဖမ်းဆီးပြီးတော့ညင်ပန်းနဲ့ဆက်တက်ဖြတ်က နေအင်းမြတ်ကိုလည်းမင်းရှုဖြတ်စီသွားကြောင်းကျွမ်းလာကျွမ်းလာတက် တဲ့ကျော်ရုရှားသူများအဖွဲ့မှတာဝန်ရှိသူတို့ကခုလိုပြောဆိုထားပါတယ်ဒါကတော့ရွယ်လ23ရက်နေ့နည်းနည်း7:30မိနစ်အခန့်အခန့်တွင်ကမ်ဘလူမြော့နယ်ဝတူတောင်ဇွေတူတောင်ရောမှာတဆင့်သပီသာရွာနဲ့ဂျုံကောအာဂျုံကောရွာကိုလင်းနေကြီးလင်းနေငယ်များပြန်ပြစ်ခတ်ကဝမ်းရောက်ခဲ့သောနေရာတရာခန့်ပါအကျန်းဖက်စစ်သားနေပီဆိုတီများပူးပေါင်းထားသောစစ်ကြောင်းဒီဂျေးရွာအတွင်ရှိ ပြည်သူများကိုဖမ်းဆီးခြင်း တန်ဖိုးတန်ဖိုးကြီးပစ္စည်းများကိုခိုးယူခြင်းနဲ့နေအိမ်များကိုလည်းမင်းရှုဖျက်ဆီးခြင်းများတောင်းရဆက်တက်ကို ပြုလုပ်ခဲ့ကြောင်းသိရှိရပါတယ်။ဒါကတော့ဂျမ်းဖက်စက်ကောင်စီတပ်သားများကြီး၎င်းတို့ဖမ်းဆီးထားသောဆရာအပီသူအသက်90အရွယ်ဦးလန်းရရာဘောနော်လန်းလန်းရရာ အသက်45နှစ်အရွယ်ဦးအောင်နန်းပြီးရင်ဦးတယူကြီးအသက်95 94နှစ်အရွယ်ကုမျိုးထက်အာ ဖိုကုန်းရွာမှာ အသက်90ဒုံးနဲ့အရွယ်ဦးဝမ်းအသက်60အရွယ်ဦးချစ် ချစ်ဝမ်းပြီးကျောင်းကုန်းကြီးရွာမှာအသက်9ဒုံးအ90အသက်30ခွန်30ခွန်နဲ့အရွယ်ကိုသိန်းတို့အသက်45နဲ့အရွယ်ဦးမြင့်မောင်နဲ့ဦးမျိုးစန်းတို့ကိုလက်ပြန်ဂျိုးတို့ရွယ်ညင်းပန်20တက်ဖြတ်ခဲ့ကြောင်းလက်ပြန်ဂျိုးတို့ခဲ့ပြီးတော့ပြီးသူတူအုပ်ကိုမင်းရှုဖြတ်စည်းခဲ့တယ်လို့သိရှိရပါတယ် ဒီလိုမျိုးကိုငင်းပန်းနဲ့ဆက်ပြီးတော့အာလဲပြန်ကျုတော့တယ်မင်းရှုဖြတ်အာတက်ဖြတ်ခဲ့တယ်လို့သိရပါတယ်ဖြစ်စဉ်ကစစ်ကြောင်းကပြန်ထွက်သွားလို့ဝန်ကြီးတို့ဖမ်းခံရတဲ့ပြည်သူတွေက အကုန်တက်ခံထားရတယ်။တုံးရရှိပြီးဆိုတော့တချို့အလောင်းကအကုန်အအကုန်တွေကျနေပြီတဲ့တော်တော်လေးတော့စိတ်မကောင်းစရာတရင်ဖြစ်တော့เนาะဒါကတော့သဒ္ဒါကလည်းရရရဆက်ပဲလက်ပြန်ကျုတော့ပြီးထားပြီးတော့တကူလောင်းဓာတ်တွေနဲ့ ထူထမ်းထူထမ်းမွေးတက်ထားတာကိုသိရပါတယ်ဒါကတော့အဲ့ဒီထဲမှာတပြည်သာဂျွာကဥလန်ရာရာဆိုဆိုတာက စကားမပြောတတ်မပြောတတ်ဘူးတဲ့သူကလည်းတက်သွားတာပဲတရုတ်ဆိုရင်မင်းရှုတက်မင်းရှုတက်သွားတာတဲ့အလုံးကတော့အကောင်မလောအာမလုံသေးဘူးတဲ့မင်းရှုခံရတာလေဟာနေရွာပေါင်းပြီးတော့အင်းချေအတိုးများတဲ့အခုထိကိုပျက်စီးမှုတွေအတိအကျကို မသိရသေးဘူး ွမ်လာတဲ့ကြလောရှားသူများအဖွဲ့ကတာဝန်ရှိသူတို့ကခုလိုပြောဆိုထားပါတယ်ဒါကတော့ရှောင်းအပ်သူကိုမချမ်းမြေတဲ့စက်ကောင်စီတပ်ဖွဲ့တွေ view soft တွေကအခုလိုမျိုးပြည်သူတွေကိုတက်ဖြတ်နေပါလေဒါကမင်းရှုတက်ဖြတ်ခံရတဲ့သူကလည်းဒီတိမှာကျွန်တော်မင်းတွေ့ရတယ်ဒါမှမဟုတ်ဒီမှာကတော့ခုပြလို့မရဘူးတတော်လေးတော့စစ်မကောင်းဖြစ်ရပါတယ်ဒီဟာကလက်ပြန်ကျွတ်တော့ပြီးတော့အာသူတို့တွေကတက်ဖြတ်နေကြပါတယ်ဆိုတော့တချို့တွေဆိုလို့ရှိရင်သူတို့ဟာနဲ့သူတို့ကိုအလောင်းအာသူတို့အာ ကတော့သူတို့ဂျင်းတွေကိုတူခံပြီးတော့တတ်တာလိုမျိုးလေးကျွန်တော်တို့မင်းတွေးရတာဒါကတော့တတော်လေးကိုစစ်မကောင်းစရာသတင်းတစ်ခုဒါကစစ်ကောင်စီနဲ့ဘီဆိုတီတွေရုံမှမှုကြောင့်ကျွန်တော်ပြည်သူတွေခံကြတဲ့အကြောင်းတွေဖြစ်ပါတယ်ဒါအပြင်လုံးလုံးတွင်စစ်ကြောင်းထူးခဲ့သောစစ်ကောင်စီတရားများကကငံကျွမ်းကငူကျွမ်းကငူကျွမ်းယူတာဦးမျိုးဦးမျိုးကျော်အောင်ကိုလေလီတက်ဖြတ်ပြီးတော့အသက်90ကျော်အမျိုးသမီးကိုလည်းအချင်းချင်းကိုအာ ဝင်းချင်းခဲ့တယ်လို့သိရပါတယ်တော်လေးကိုဂျွန်းမာကြတဲ့စိတ်ကောင်းစီတွေရဲ့လောက်ရဲ့အမျိုးသမီးခုနအသက်80ကျော်တော်လေးကိုစိတ်မကောင်းစီရဖြစ်ပါတယ်ဒါအကြောင်းနဲ့ပတ်သက်ပြီးတော့တော်လေးတို့အာတင်ပြဖို့ကတော်တော်လေးစဉ်းစားရတယ်ဒါပေမဲ့လည်းကျွန်တော်တို့ PDB ကဒီလိုဖြစ်ပြနေတယ်အာအကြီးကြီးတို့ဒီလိုကိုကျွန်တော်တို့ PDB တွေကြောင်တွေ့နေရတယ်ဆိုတာကိုသိစိတ်ကြည့်လို့ပြန်ပြီးတော့ပြောပြချင်းဖြစ်ပါတယ်အဲ့ဒီနောက်မှာစက်ကောင်စီကကျင်းပမယ်ခံပြအတူရောင်မနော်ရွေးကော်ပွဲကို အယုဂဘုတ်ကိုနိုင်ငံတကာကစိုးချစန့်ကျင်ရန်ကုလသမဂ္ဂလူခွင့်အရေးစုံစမ်းရေးကိုယ်စားလှယ်တက်တွန်းထားပါကိုယ်စားလှယ်ကတက်တွန်းထားဖြစ်ပါတယ်အခုဒီမှာစစ်ကောင်စီကယုဂဘုတ်ကိုလောက်ဖို့အတွက်အာနေမျိုးဆောင်တဲ့ကိုသူတို့ကကြိုးစားနေတာသူတို့နိုင်ငံတကာကိုလည်းယုဂဘုတ်ကိုအာဘလိုပြောမလဲဂျင်းပါနန်ဖို့အတွက်ဒီဟာကအပြစ်မှန်အမှန်တရားဖြစ်တဲ့အကြောင်းကိုယ်တွေကိုဆိုပြီးတော့ဒေါ့ရှော့ကို အာဟန်ပြက်အနေနဲ့လောက်နေတာကိုပြောနေတာကိုမင်းတွေ့ရတာဖြစ်ပါတယ်ဒါကတော့စစ်ကောင်စီရဲ့လော့ရဲ့ကို ကုလသမဂ္ဂအထူးကုစလေပေါ့နော်ဆိုတော့ဒီဟာကလူအခွင့်ရေးဆန်ရကုလသမဂ္ဂကပြောဆိုထားဖြစ်ပါတယ်ဒါကတော့စစ်ဝန်စားစရာတို့ကောင်းပါတယ်ဒီဟာကနော်ဆိုတော့ဒီအကြောင်းအရာနဲ့ပတ်သက်ပြီးတော့နိုင်ငံတကာအနေနဲ့သဘောမတူဖို့ပေါ့နော်ဒီဟာကအတိမပြေမပြုတ်ဖို့ဒါကိုတောင်းဆိုထားဖြစ်ပါတယ် အဲ့ဒီတော့မှနောက်တစ်ခုကတော့ ICC တရားရုံးကတရားခံမင်းအွန်လိုင်းကို favorite အမည်အခြေမင်း top ရန်ဂိုလသမကညီလာခံတွင် then amaji u cho mo dran ကတောင်းဆိုတက်တွင်းထားပါတယ်။ဒါတော့မြန်မာပြည်သူများကိုအကြမ်းဖက်စစ်တပ်ဤရက်စစ်ရဲရဝဲမှုအာရန်ရန်ဆွေမှကာကွယ်ပေးနိုင်ရင်တရားခံမင်းအွန်လိုင်းကိုနိုင်ငံတကာရရဝဲခုံရုံး ICC က favorite အမည်အခြေမင်း top ရန်ဂိုလသမကဆန်ရ မြန်မာအမေရိကန်ကုစလေလက်အမကြီးဥကြုံမုံထွန်းကခုလိုတောင်းဆိုထားတာတက်တွန်းထားတာဖြစ်ပါတယ်ဒီဖြစ်စဉ်ကိုတော့အသေးစိတ်ကိုအာတီချင်းတယ်ဖတ်ချင်းတယ်ဆိုလို့ရှိရင်လို့ဖြစ်တဲ့မီဒီယာမှာတော်ပြီးတော့ဖတ်ကြည့်လို့ရပါဒီမှာကတော့အရန်ကိုသတင်းတွေကရှီမာဆိုလို့မတင်ဆက်ပြတော့ဘူးအဲ့ဒီနောက်မှာနောက်တစ်ခုသတင်းကတော့တင်ဆက်ပြဖို့မေ့ကြံခဲ့တာ sorry ပါဆိုတော့ဒီဟာကတော့မိုးကုတ်တွင် DLLA PDF ကိုအယောင်ဆောင်ဓမြအဖွဲ့ဖမ်းမိထားပါလေတဲ့ဒါကတော့မိုးကုတ်မြို့တွင် PDF ကို TNLA အယောင်ဆောင်ပြီးတော့ဓမြတက်နေသည့်အဖွဲ့ကို TNLA ရေးတက်ဖွဲ့ကပြစ်ခတ်ဖမ်းဆီးစဉ်တဦးကတော့တေဆောင်ပြီးတော့တောင်းဦးကဖမ်းမိဖမ်းမိကဆက်လက်ဆစ်ဆဲနေတယ်လို့သိရပါတယ်ဒါကတော့ဇွန်လ25ရက်နေ့ည7:00နာရီခန့်ကမိုးကုံမြို့အရှိတ်ပန်းစေပေါင်းသာရက်ွက်မှာအင်တအင်ဓမြတက်ခံရက်တက်ခံရစဉ်မှာ TNLA ရေးတက်ဖွဲ့ကသွားရောက်ဖမ်းဆီးရမှာအပြန်အလှန် အပြန်လန်ပြစ်ခတ်မှုဖြစ်ခဲ့သည်အခုဒေသခံတချို့ကပြောဆိုပါတယ်ဓမြဓမြတွေကိုဖမ်းမိတယ်လို့သိရပါတယ်နောက်ကမှဓမြတက်တာခဏခဏဖြစ်နေတာ PDF လိုလိုတရားလေးလိုလိုနဲ့အလုံးနေတာပါဟုဒေသခံတဦးကပြောဆိုပါဒါကတော့အရ25ရင်းနဲ့ကဟုတ်နော်25ရင်းနဲ့ညကပြစ်ခတ်မှုဒီတက်ပွေးတက်ပွေးကတော့ပြင်းထန်ခဲ့ပြီးတော့နာရီဝက်ကျော်ကြာခဲ့တဲ့ဟုဒေသခံအချို့ကပြောဆိုထားပါတယ်ဓမြအဖွဲ့ကတနက်ကောင်းကောင်းတွေကပါ လာကောင်းကောင်းတွေပါလာတယ်လို့သိရပါတယ်တရုတ်သေဆုံးတယ်ငါသုံးယောက်ကတော့အရှင်မိတာအရှင်မိထားတဲ့တရားအတူလဲကြက်သွားတယ်လို့သိရပါတယ်ဓမြရဲ့တက်ခတ်မှုကြောင့်တင်လေတူလဲငါသေဆုံးသွားပါတယ်ဗောနော်ဒါကတော့အကြက်တော့ပါတယ်ဗောနော်ဒါကတော့စင်မကောင်းစီရတိုင်းတစ်ခုပေါ့ဓမြရဲ့ကြောင့်ဗောနော်ဆိုတော့အဲ့ဒီတော့မှလေဒီထက်မှာထပ်ပြီးတော့ပြောတာကအာခေါင်းဆောင်ကတော့သေသွားတယ်ပြောတယ်လို့သိရပါတယ်အရာကနာမည်ဖြတ်လို့စားတက်နေတယ်တက်နေတဲ့အဖွဲလို့သိရတယ်လို့ တရားကဒေသခံတူကခုလိုပြောဆိုထားပါတရားက CLA ထင်းချိုးတဲ့နေရာဘောနမိုကို DNA နဲ့ PDF ဘူးဘူးတူပေါ်တင်းချိုးတဲ့နေရာမှာဒီလိုမျိုးကိုလောရှက်နေကြတာဆိုတာကိုပြောပြချင်တာဖြစ်ပါတယ်အဲ့ဒီတော့မှာထပ်ပြီးတော့ပြောပြချင်တာကနောင်ချိုကိုစစ်ကောင်စီကိုပြန်ပြီးမှမဟုတ်ဘူးလို့ DNA ကပြောဆိုသွားတယ်တချို့လို့ဆိုလို့ရှိရင်ဒီနောင်ချိုကိုတရွေ့ဖျားကြောင့်ပြန်ပြီးတော့ပေးရတော့မလားဘီယာကအမျိုးမျိုးပေါ့နော်စစ်ကောင်စီကလည်းလက်ရှိကိုဆက်လက်ပြီးတော့သူစကောစင်နေတယ်ဒါကိုအခုချိန်မှာ အပြင်းထန်ဆုံးပေါ့နော်လင်းတက်ပွေးတွေကဖြစ်နေတယ်အခုကခုခံစစ်ပေါ့နော်ကိုကန်စစ်ကျွန်တော်တို့ online project ကိုကန်စစ်အနေနဲ့အာလောက်ထတာသူစစ်ကိုတော့မရှိသေးဘူးတရားကတော့ TI လေးလေးအဲတပ်ဖွဲ့တွေနဲ့ PDF ဥပုံတက်တွေကခုခံနေစေဒီဟာကိုစစ်တပ်လုံးပြီးတစ်ဖက်ကနေပြောနေတာကဟိုတနစ်ကနေပြောပြီးသား၄၅ရက်လောက်ရှိပါပြီဒီဟာကနောင်ချူမြို့ကိုရော့ဖို့အတွက်၅မှန်၃မှန်၃မှန်လူတို့တွေကအမျိုးမျိုးပြောနေကြပါဒီဟာကိုဒီဟာပဲလူတို့တယ်၅မှန်၃မှန်၃မှန်လို့ပဲလူတို့တယ်ဒီဟာက minute ခင်ကနန်နဲ့တွေ့မယ်ဆိုလို့ရှိရင်တချို့ဘုံမှာလည်းဆိုလို့ရှိရင်ခင်ကနန်နဲ့တွေ့မယ်ဆိုလို့ရှိရင်နာယီပတ်အတွန်းစစ်ကပန်အနာမင်းနဲ့ပန်အတွန်းမှာနောင်သူမျိုးကိုရုံးနိုင်တော့မယ်ဆိုပြီးတော့အော်ဟစ်နေကြအခုချင်းတိကိုတွန်လိုက်တဲ့ဖုတ်တွေကခုခံနေစေဒီကောင်းတွေကိုလက်ချုပ်နေရဆိုလို့ရှိရင်စစ်ကောင်စီတပ်ဖွဲ့တွေရဲ့သင်းပန်းနေတဲ့နေရာကိုတွန်လိုက်တဲ့ဖုတ်တွေကပင်ပြီးတော့သင်းပန်းတဲ့နေရာအထိကိုအာလော့ဆန်လော့ဆန်နဲ့ဆိုလော့ဆောင်နန်ဆွဲကိုကျွန်တော်မြင်တွေ့ရဖြစ်ပါတယ်အဲ့ဒီဒီထက်မှာပြောတာကလက်ရှိချင်းအထိကတော့ဒါကသတင်းအတုတွေသာဖြစ်တယ် ကျမတို့ကတော့ဒီလိုမျိုးပြန်ပေးဖို့အစီအစဉ်ကတော့မရှိသေးဘူးဘ ਹੁ ကတော့ဘ ਹੁ ကတော့ညိုကြတာမျိုးတွေတော့မရှိသေးဘူးလို့နောင်ချူမြော့ဖို့တရားဧကစစ်ကောင်စီထံပြန်ပေးမယ်လို့အသရင်ထွက်ပေါ်နေတာနဲ့ပတ်သက်ပြီးမေးမြန်းမှုကိုတရားဧရဲ့ပြောရေးဆိုခွင့်ရှိသူလွိရဲ့ဦးကညင်းဆိုပါတယ်ဒီကဒီထက်မှာဆိုလို့ရှိရင်လက်ရှိလက်ရှိဒီတလုံးမှာ ကျမတို့တရားဧနဲ့စစ်ကောင်စီတပ်ဖွဲ့တွေကနောင်ချူအနေတက်ဝက်မှာတော့ဖြစ်တယ် တောင်ကန်းတဝက်မှာလဲတပ်ပွဲတွေပြင်းထန်နေတယ်ဆိုတော့အကြာနောင်ကျူအနေမှာဒီရှိနေတဲ့ဆွေသန်းရွာဆွေသွန်းရွာကုန်းတာနောင်အုပ်နောင်အုပ်တို့နောင်လင်းတို့နော်နောင်လင်းနောင်ခါအရှိအဆရှိတဲ့အမဲဖို့ဂျေးရွာထဲ့တွေမှာလဲပွဲတွေက ဖြစ်ပါတယ်လို့၎င်းကဆက်ပြောပါတယ်ဒါကတော့အခုချိန်မှာစက်ကောင်စီရဲ့အာသူစစ်တွေရပြည်ရဲ့တရုတ်ရဲ့ဖိအားတွေရဲ့ညာနဲ့ပတ်သက်ပြီးတော့ TLA ပြောရဆိုတာရှိသူကအခုလို့ပြောဆိုတာဖြစ်ပါတယ်ဘူပေါင်းတက်ပြောကကိုကြီးမှာအာနောင်ချူမြို့ကိုဆက်ပြီးတော့အခုဖုတ်ခံနေစေလို့သိရပါတယ်ဘွနော်နာကတော့ဒီမနေ့ခင်းမှာရရှိထားတဲ့သတင်းထူးတွေကျွန်တော်တို့သိရှိနိုင်တယ်လို့ဘွနော်အာပြင်ပြီးတော့မျက်ဝေပေးတာဖြစ်ပါတယ်အဲ့ဒီနောက်မှာကျွန်တော်တို့ပြင်ပြီးတော့ကြည်ရမယ်ရွတ်တယ်မယ်တခုရှိပါတယ်ဒါကတော့ဗာလေးဆိုလို့ရှိရင်ကြုံမျိုးမင်းအခုအမြန်လမ်းမှာပုံမှာရှိတဲ့အမြန်လမ်းမှာပုံလို့ပြောရမှာဘွနော်ရန်ကုန်မန္တလေးလမ်းဟောင်းမှာရှိတဲ့ အာစစ်ကောင်စီစခန်းတွေကိုခုကိုတပြန်တည်းနဲ့တက်ခတ်မှုမှာဒုလိုက်တခုတွေကအာတက်ခတ်မှုမှာစစ်ကောင်တပ်ဖွဲ့တွေထွက်ပြေးမှုတွေလည်းရှိတယ်ဒီထက်မှာအာစစ်ကောင်တပ်ဖွဲ့တွေမြော့ပုံတော့ဘူးအာပေါင်းအောင်နေရတဲ့အချိန်ဒီမြို့ထိပ်ကိုရှိနေတယ်ဒါကိုလည်းဒါနဲ့ပတ်သက်ပြီးတော့နော်ကျွန်တော်မျိုးမျိုးတွေပြောဆိုထားလိုက်ပေါ့ကျွန်တော်တို့နားထောင်ကြည့်အောင်ပါအာမနေ့ကလည်းကျွန်တော်အမြန်လန်းမှာအမြန်လန်းဟောင်းပေါ့နော်ရန်ကုန်မလေးလန်းဟောင်းရဲ့နေရာကူးကူတပြိုင်တည်းဟို PDF တွေနဲ့ KNL တွေနဲ့ပူးပေါင်းပွဲတွေတောင်းဘွိုင်းတိုက်တယ်လို့ကြားတယ်ဝင်တိုက်တယ်လို့ကြားတယ် တော်တော်လေးဘာဖြစ်လို့ပေါ့ရုပ်ရုပ်ရည်စကန်းတွေပေါ့စကန်းကလေးကိုရုပ်ရည်ဝင်တိုက်တာလေဟိုတခုချိုးလို့ပေါ့ဝင်တိုက်တာလေလုတ်တယ်လို့ချားတယ်ဆိုတော့ဒါလေးလည်းမကောင်းဘူးဗျာဟိုလုံငယ်ပေါ့ရော်တော့လုံငယ်ပေါ့ရော်တော့ဘာဖြစ်လို့တကယ်တော့သူတို့တိုက်တာကိုမခံရပဲကိုကတိုက်ရမှာကိုကသွားပြီးတော့ကိုကိုနေသွားတော့ဟိုနေမြူလောင်နေတာ လောင်နေတာဒီကောင်ဦးအောင်ရှင်းလင်းလို့ဆုလူစုနေပြီဆိုကြဲကစပြီးရှင်းလင်းလို့အောင်လူစုနေပြီဆိုတော့ရှင်းလင်းလို့တင်တာဒါပေမဲ့ဟိုလုံငယ်တက်ဖို့ဝင်နေလေကြည့်ရတာအနိုင်မနေဖြစ်နေတော့မသိဘူးဗျာအဲ့လိုလိုရှိတယ်ပြီးတော့စကိုင်းရဲ့ထပ်ပိုင်းကိုလည်းစကိုင်းထပ်ပိုင်းကိုလည်းတက်က စကိုင်းမျိုးရဲ့ဟိုဘက်အထက်ပိုင်းနေမင်းကောင်းနေဟိုအချမ်းနေပေါ့နော်အဲရှေးမကားတွေအထိပေါ့နော်တက်ကထိုးစစ်ဆင်ပြီးနေမြေရှင်းတာ PDS ကန်တွေတော်တော်များရတယ်လို့ကြားတယ်အဲ့တော့တချို့နေရာတွေမှာတက်ကအသားစီးရပြီးနေမြေတွေပြန်ကြတယ်တချို့နေရာတွေမှာတက်ကစကန်တွေလာတိုက်ခံနေရတယ်အဲ့တော့တက်ကစစ်မြေနာပေါင်းများစွာဖွင့်ထားတာဖြစ်တဲ့အတွက်စစ်မြေနာမြေသာဖွင့်ထားပြီးတော့သူ့ရဲ့စကန်တွေကမူလသူ့ဟာရှိပြီးသားနေရာတွေမှာလာပြီးတော့တိုက်ကြတာဖြစ်တဲ့အတွက်တက်ကခံတိုက်ရတာရှိသလိုထိုးစစ်ဆင်ရတာလည်းရှိပါတယ်အဲ့တော့ထိုးစစ်ဆင်တဲ့နေရာတွေမှာတော့ချက်ချင်းနိုင်တယ်တက်ကထိုးစစ်ဆင်တော့နိုင်တယ်ထိုးစစ်မဆင်မဲ့ခံဟိုစကန်ပါရှိရချင်းလာတိုက်တာမျိုးကြရင်တော့တက်ကခံရတော့ဒါလေးတော့ရှိတယ် တို့တော့ဘလို့ဖြစ်ဖြစ်အချိန်တခုရောက်ရင်တော့ဒါတွေကအကုန်လုံးကဘာဖြစ်တော့မှာပေါ့နော်9နှစ်အကနေ10နှစ်လောက်အတွင်းမှာတော့ဒါတွေက ဟိုတဖြည်းဖြည်းပျောက်ကုန်တော့ဘာလို့ပဲကျွန်တော်မြင်တယ်တော်တွက်ချက်ထားတယ်ပေါ့နော်တော်တလုံးကြီးတစ်ချိန်လုံးကြီးကဒီလိုတိုက်မနေနိုင်ပါဘူးဘူးသူမှလည်းနော်အဲ့တော့တိုက်နေတဲ့လူတွေလည်းနည်းနည်းအသက်တွေကြီးလာတဲ့ခါတွေပြည်နေသူတို့ကိုသူတို့အေးဆေးနေကြတဲ့ခါကျရင်လည်းနောက်ဆုံးကြမှာပါဒီသဘောပဲအဲ့တော့ဟိုဘယ်လိုဆိုတော့ပြည်သူလူထုအနေနဲ့ကပြည်ကောက်ကိုကနေတစ်ဆင့်တက်လာမယ်အစိုးရတက်ကိုရောက်ရောက်ဖို့အတွက်ကိုပဲစာလုပ်ဖို့လိုတယ်ပြီးတော့စစ်တပ်အုပ်ချုပ်မှုအောက်မှာလူနေရှင်မှုဆိုရင်ကျွန်တော်တို့ရွေးကောက်ပွဲနဲ့ပဲကျွန်တော်တို့ထွက်မှရမယ်ကျွန်တော်တို့အားလုံးကတိဖို့လိုတာရွေးကောက်ပွဲနဲ့ထွက်မှရအောင်ရမယ်ဆိုတော့တိဖို့လိုတာပါရွေးကောက်ပွဲအောင်မြင်အောင်ကျွန်တော်တို့ပြည်သူလူအားလုံးပေါင်းဖို့လိုတာအဲ့တော့ဟို ပါတီတွေကလည်းအကြောက်တရားတွေနည်းနည်းနဲ့အကြောက်တရားတွေကိုဖြည့်လျှော့ပြီးတော့တတိရှိရှိနဲ့အတိခံပြီးယူကပုံဝင်ကြဖို့လိုတယ်လောက်ကြပြီးနိုင်ငံရေးလောက်ကြဖို့လိုတယ်ဒါမှလည်းနောက်လူတွေရဲ့စံပြဖြစ်မယ်ဟုတ်ဘူးတေးမကြောက်လို့တေးမကြောက်လို့ယူကပွဲကိုကျွန်တော်တို့ကိုလုံလုံပေးပါပါညာပြောရင်လေလုံချုံရေးရနေရာတိုင်းပေးလို့မရဘူးရတဲ့နေရာရမရတဲ့နေရာမရဘူးအဲ့မရတဲ့နေရာတွေမှာတော့မတက်နိုင်ဘူးပေါ့နော်စတိဟိုတေးအတိခံမှာပေါ့နော်တေးတော့ခံပေးကြမှာပေါ့အဲ့တော့တိတ်ကြောက်စရာမလိုပါဘူး လုပ်ချင်ချက်လို့ပါဘဝအောင်တစ်ခါပဲတည်တာကိုနောက်မျိုးဆက်တွေအတွက်တခုခုခြံထားခဲ့လို့လိုလဲလိုပဲတည်တဲ့ပါတီတွေတွန်းချင်ပါတီတွေတိုက်တွန်းချင်အဲ့တော့အားလုံးကရွေးကောက်ပွဲကိုပဲဟိုလှုပ်ကြဖို့လုပ်ပြီးဆိုတာကိုလည်းအားလုံးကလက်ခံသွားပြီးဆိုတော့ပြောချင်တာအဲ့တော့ကနာပြည်သူလူထုအနေနဲ့ရွေးကောက်ပွဲကိုနဲ့ပဲကျွန်တော်တို့ကအရသာအချွေအောက်ကိုပြန်သွားကြဖို့ပဲလူရဲလို့ပြောချင်တယ်ဥဒိတ်စိန်ဆိုတဲ့လက်ထက်အစတော့ဘယ်လိုတွေကျွန်တော်တို့ကောင်းခဲ့ရလဲဆိုတော့ပြန်တွေးပါအဲ့ဒီအနေအထားပြန်သွားကြရမယ်လို့ပဲကျွန်တော်ပြောရင်ပြောချင်ပါတယ်ဒါလည်းသိတယ်เนาะ အယတအစိုးရလက်အောက်မှာပျော်နေရတာကောင်းလားမကောင်းဘူးလားဆိုတာကလည်းသူသိတယ်။ဘုံမှနေတာကလည်းသူပဲနော်ပြောချင်တာကဒီကောင်ကအခုချိန်မှာစက်ကောင်စီလက်အောက်ကနဲ့လွှဲချင်တယ်စက်တက်လက်အောက်ကနဲ့လွှဲချင်တယ်ဆိုလို့ရှိရင်ရွေးကိုပွဲကိုပါဝင်ကြပါဆိုပြီးတော့ပြောနေတာ။အမှန်ဆိုလို့ရှိရင်ရွေးကိုပွဲကဒီတန်းပြီးပြီးသွားမှာ။တရားကသင်းစင်လို့လူစက်ရှိတာမဟုတ်ဘူး။ဒီမအားလားသူ့ကိုကျွအတွက်ပဲလောက်စားနေတဲ့ကောင် နော်ဒီလိုမျိုးသိတတ်ရင်2021 2022လောကနဲ့အရင်ဦးဆုံးလောရတော့ပါသူကူတန်ကကျွန်တော်လက်နေချက်လိုက်ပြီကျွန်တော်ကဒီလိုမျိုးဖြစ်နေဖြစ်ချင်တယ်ဒါကတော့အဲဒီလိုမျိုးပြောရမှာအခုချိန်မှာထားပြီးတော့ရုပ်ကုပ်ပရုပ်ကုပ်ပေးမြေတဲ့အိုလာတော့သူဒုက္ခရောက်နေလို့ထွဲပေါ်တခုပဲရှိတာဒီအတောင်မှစက်ကောင်စီကအခုအယတလက်အုပ်မှာအာနာလွေးပြောင်းပေးတယ်ဘာပေးပါလဲဆိုခါပါအောင်ခွေးအာနာကအယတလက်ခေါင်းဆောင်တွေရဲ့အုပ်မှာအယတအစိုးရရဲ့အုပ်မှာလည်းအတကြီးမရှိပါဘူး စစ်တပ်ရဲ့လက်အောက်မှာပဲရှိရမှာတရားကြီးအရှိအရှိကိုရှိမှာတရားကမြေအောင်လိုင်းရဲ့လောက်ရည်တွေအကြောင်းတွေနဲ့ပတ်သက်ပြီးတော့ပြန်ပြီးတော့ပြောပြချင်တာဒါကတော့ဂျုံမင်းမင်းတွေကတော့အာပြောရင်လဲအာဘူတွေပြောင်းမယ်ဘာလို့လဲဆိုလို့ရှိရင်ဂျုံမင်းမင်းကစစ်တပ်လက်အောက်မှာမနေချင်ဘူးဆိုလို့ကျွန်တော်ကူတန်ကလည်းအာအယက်သားအစိုးရလက်အောက်မှာပဲနေချင်တယ်ဘာကြီးอ่ะဘယ်တော့ပြောချင်ဦးမယ်လဲပြောနေမယ်လဲသူကူတန်ကဘိုးမနေတယ်ကစစ်တပ်ရဲ့ဘိုးကိုမနေကြအခုလုံးလုံးစီကိုထိကို စက်ကောင်စီဆက်စစ်တရဲ့အကြောင်းတွေကိုပဲသူ့ပစကနဲ့မချဘူးဒါကလည်းဒါဒါလည်းကနဲ့ပဲအအရေးသားအစိုးရလက်အောက်ကနေပြင်ပြီးတော့မနေချင်းကြဘူးလားဦးသင်းစင်အာလက်ထက်ကဘယ်လိုတွေလောက်ခဲ့လဲဆိုတာကဆောက်ပြောနေတာပေါ့နော်ဆိုတော့အမှန်ဆိုလို့ရှိရင်ဦးသင်းစင်နဲ့ဒီဟာကမင်းအွန်လိုင်းကဘယ်သူကမတူဘူးလားနော်ငပုနဲ့ဘယ်သူကမတူတာဆိုတော့ဒါကတော့ ဒီနေ့ရရှိထားတဲ့ယုတ်တဖန်နောက်တစ်ခုဆိုလို့ရှိရင်အာစကောင်းစကောင်းစီလက်အောက်မှာနေနေတဲ့စစ်သားတအူးပေါ့နော်တအူးကကျွန်တော်တော်လင်ရေးတက်ဖို့တကဘလူးရဲစင်ခေါ်ထားလဲဆိုတော့ကိုနောက်တစ်ခုပြင်ပြီးတော့ကြည့်ရအောင်လမ်းဖတ်တဲ့ PDF တွေမင်းတို့တွေပြန်လာဖို့တင့်နေပြီမင်းတို့အချိန်တန်နေပြီကွာโอ้ရှေးခေရှေးခေတွေကမနိုင်ခဲ့တဲ့ဟုတ်စာကြီးကိုမင်းတို့လာမှကွာမင်းကလည်း နိုင်မယ်ဆိုတော့ဖြစ်နိုင်ပါမလားကွာအတခေအဆက်ဆက်စစ်တပ်ကကွာအများကြီးတိုက်ခဲ့ဘူးတာ AU လည်းတိုက်ခဲ့ဘူးလေ KNA လည်းတိုက်ခဲ့ဘူးလေအကုန်လုံးတိုက်ခဲ့ဘူးလေကွာအများဆုံးကြာခုဒါဥစ္စာအချိန်ပေါ့နော်မင်းတို့ပါလာလို့အခု၄နှစ်တိုက်မယ်ကွာသူတို့ရှိရင်နှစ်နှစ်ပဲတိုက်မယ်ကွာမင်းတို့ရဲ့ပြည်သူတောက်ခတ်မှုနဲ့အကြမ်းဖက်တောက်ခတ်မှုတွေနဲ့အကုန်ပေါင်းလို့ရှိရင်ကွာနှိရှိလာများကွာတိုက်ရမယ်ကွာငါတို့ရရက်ကနည်းနည်းလေးအချိန်လေးထပ်ပေးရတာပဲရှိတယ်ကွာ ဟုတ်တယ်မှလားအချိန်လေးထပ်ပြီးရတာပဲရှိလိမ့်မယ်မင်းတို့ easy တိုက်လို့ရတယ်ကွာအချိန်တိုင်တော့စစ်တပ်ကစစ်တပ်ပါပဲဘယ်တော့မှဖြစ်လာမှာအရင်တော့ကလည်းဖြစ်ခဲ့တာမှမဟုတ်ဘူးဟုတ်တယ်ကဲဆိုတော့ဒီကောင်ကဒီလိုမျိုးဖင်ရခဲ့တာပေါ့နော်ဆိုတော့ဒီကောင်က PDF ဖိုတွေမင်းတို့ပြန်လာသိမ့်ပါပြီဒေါ်လေးတိုင်းတိုင်းရင်းသားနှစ်ကံတွေနဲ့အာမန်နေဂျာနဲ့တိုင်းရင်းသားနှစ်ကံတွေကခုချစ်တက်လိုက်တာဘာမှမထူးဘူးဆိုပြီးတော့ အာပြောချင်တာဖြစ်ပါတယ်အမှန်ဆိုလို့ရှိရင် blind တစ်ဖွတ်တွေအကောင်လုံးကဒီနေ့ဒီချိန်မှာဆိုလို့ရှိရင်အကောင်လုံးကိုငင်နေကြတာတခါနဲ့တက်တယ်ဆိုလို့ရှိရင်မင်းတို့ခွေးပြူးပြီးပြီးနေရတယ်အခုချိန်မှာတော့မှမင်းတို့တွေဘလို့အချိန်တွေကိုရောက်နေကြလဲဆိုတာကတော့အားလုံးအသိရုတ်တန်တဲ့တကူကမြင်နေရတယ်နော်အခုချိန်မှာမင်းတို့ဗေဒါတိဘေကိုပြီးနေကြလဲဘေနာပေါင်းနေကြလဲဆိုတာကအစပါနော်မင်းတို့သိတဲ့အတိုင်းပဲပြီးနေကြတယ်မဟုတ်လားခွေးပြူးပြီးသူများနိုင်ငံကိုဆက်ရှောင်နေရတယ်မဟုတ်လားဟမ်သူများထမ်းနိုင်ငံပဲကြည့်လိုက် ြီးနေကြတအိန္ဒိယနိုင်ငံပဲသူကကြည့်လိုက်ပြီးနေကြတယ်ပြီးရင်ဟောဘက်ဘယ်မှာလဲတရုတ်အကောင်လုံးပြီးနေကြတာမလားမင်းတို့ဘဝတွေကစစ်ပြီးတွေပါနော်ခွဲပြီးပြီးပြီးအောင်ပါမကြဘူးမကြဘူးမင်းတို့ပြောတော့မှာနော်ဆိုတော့ဒီလိုမျိုးကိုဖိန်တော့လာမရနဲ့မင်းအလက်လော့ရောက်လာရင်တော့ဒီလိုမျိုးပြောင်းပြောင်းသာခံလိုက်နော်မင်းအလက်မကြခင်မှာရောက်လာတော့မှာမင်းတို့ငါတို့နဲ့တွေ့ရတော့မှာ နော်ဒီကောင်ကိုဒူလိုင်းတစ်ခုတွေဖမ်းမိတယ်ဆိုလို့ရှိရင်တော့ဒီကောင်ကအခုချိန်မှာကရင်ပြည်နယ်မှာအတာဝန်ထမ်းဆောင်နေလို့သိရပါကရင်ပြည်နယ်မှာသူတို့ဒီကောင်ကိုဖမ်းမိတယ်ဆိုလို့ရှိရင်မကြာခင်မှာဒီကောင်အလက်လာမှာသူတို့ကရင်ပြည်နယ်ဘာပဲပါလဲမသိဖားဆောင်ပြည်နယ်မှာလည်းမသိဒီကောင်ကရှိတယ်လို့သိရပါတယ်သူတို့ ဒီကောင်ဖမ်းမိတဲ့အချိန်မှာဓာတ်ပုံရုတ်တန့်ဖန်တဲ့သူကဒေဂျာလေးရိုက်ပြီးကြပါဘောနော်ဆိုတော့ဒီဟာကတော့ဒီမနေ့ခင်းမှာရရှိထားတဲ့ရုတ်တန့်ဖန်တဲ့ train တွေကိုတနင်္သလိုအချင်းချုပ်ပြီးတော့တင်ဆက်ပေးတာဖြစ်ပါတယ်ဒီနေ့ဗီဒီယိုကတော့ဒီလိုပါပဲကျွန်တော်ရဲ့ဗီဒီယိုလေးကိုအမေရန်ကြီးစုအပေးနေကြတဲ့တော်လမ်းမီသူများအားလုံးကိုလေဝေကြမှာချင်းဆက်ချမ်းသာခြင်းနဲ့ပြည့်စုံကြပါစေ